တော့ကျမနဲ့ခံယူချက်တူတဲ့ဖွဲ့စီတခုကို နိုင်ငံရေးခံယူချက်တူတဲ့ဖွဲ့စီတခုကိုကျမကတွေ့သွားတယ်တွေ့သွားတဲ့အချိန်မှာကျမပို့ပြီးစိတ်အားထက်သန်သွားတယ်စိတ်လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေကြုံနေရတဲ့ဘလော့ဂါ VV ချမ်းဟာဥက္ကူကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ကနေငင်းငိမ့်နဲ့ဖွံ့ဖြိုးရေးပါတီ PDP ကိုပြောင်းသွားပါတယ် VV ချမ်းပြောင်းသွားတဲ့ PDP ဟာ2025ရွေးကောက်ပွဲမှာတိုင်းဒေသကြီးအဆင့်နဲ့ ရန်ကုန်တိုင်းကနေဝင်ရောက်ရှင်ပြိုင်မဲ့ပါတီလည်းဖြစ်ပါတယ်။ဒီပြည်ကတော့ပုံပုံကိုပါတီကနေထွက်ပြီးတော့ကျေဝဲခတ်တာနဲ့ထွက်ပြီးတော့ကျွန်တော်တို့ငင်းငယ်ကြီးနဲ့ဝင်ရောက်ပါတီကိုဝင်လိုက်တာခင်ဗျာဟုတ်ကဲ့။လောလောဆယ်တော့ကျွန်တော်တို့ဒီမှာတော့လွတ်တော်ကိုယ်စားလောင်းဖြစ်တော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။လွတ်တော်ကိုယ်စားလောင်းဖြစ်ဝင်ပြန်လာပါခင်ဗျာ။လောလောဆယ်တော့အဲ့လိုအကုန်လုံးတော့ပြောလို့မရဘူး။လွတ်တော်ကိုယ်စားလောင်းအမြူကြီးပြန်သွားပြီးတော့ကျွန်တော်စီစဉ်မှုတွေပြီးမှသာလင်းတို့လိုပြောပြလို့ရမယ်မှာ။ဗီဗီချန်ဟာလိမ်ပိုင်းဆိုင်ရာတိပညာပေးရုပ်တံတွေကိုမျှဝေရင်နမေရလာသူပါ။ နိုင်ငံရေးပါတီဘက်ကိုကူးပြောင်းလာချိန်မှာတော့အမျိုးပါတာတာသနာစောင့်ရှောက်ရေးအဖွဲ့မှဘာသာတွေနဲ့ရှီယူဆွဲဝါဒီတွေရဲ့ဝေဖန်ဖိအားပေးမှုတွေကြုံနေရသူလည်းဖြစ်ပါတယ်။နှီးဆက်သူတချို့ကတော့ပြည်သူပါတီဟာဝေဖန်မှုတွေကြုံနေရတဲ့ VV ချမ်းကိုရန်ကုန်မှာဝင်ပြိုင်ခွင့်မပြုဘဲကင်ပီနယ်ကနေဝင်ပြိုင်ခိုင်းလို့နှုတ်ထွက်တယ်လို့ပြောပါတယ်။ VV ချမ်းဟာရန်ကုန်တိုင်းလာတာမျိုးနယ်မှာနေထိုင်သူလို့လည်းသိရပါတယ်။ဒီချင်းနေနဲ့ပတ်သက်ပြီးသိရှိနိုင်မှုပြည်သူပါတီကိုဆက်သွဲခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ဖီဖီချန်းကတော့မကြခင်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးရှင်းပြသွားမယ်လို့လည်းပြောပါရယ်။ Inflation ကိစ္စမျိုးဆိုတာကတော့ဒါကသူတို့အသိပညာပေးကိစ္စမျိုးပဲဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ဒါဒီတစ်ခုအဘိဘွားတစ်ခုမဲ့တော့ဟိုကကျွန်တော်တို့ပုံရိပ် image ချလောက်တဲ့ဟာမျိုးတော့မသက်ဆိုင်ဘူးလို့ထင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးဘောလုံးမှုဆောင်နေတဲ့စီစစ်ပြီးတော့မှကျွန်တော်တို့ဟိုလက်ခံလိုက်တာပေါ့နော်။ လွတ်တော်ကိုယ်စားလောင်းဖြစ်တဲ့နိုင်ငံရေးပါတီဝင်တယောက်ပါအခြားနိုင်ငံဒါရဲအရာသစ္စာခိုင်ဝင်ရလို့မရှိရဘူးနောက်တစ်ချက်မိပါနပါကမြန်မာနိုင်ငံသားဖြစ်ကြမယ်နောက်တစ်ချက်ကျွန်တော်တို့ပြစ်မှုတစုံတရာအကျိုးလုံးထားဖို့မဟုတ်ကစပီးအဲရွေးချက်တွေအများကြီးရှိတယ်အဲ့ဒီဓာရီနဲ့ကျွန်တော်တို့သိနေလိုက်တဲ့အခါမှာအတူပြစ်မှုတွေဓာရီကျိုးလုံးတာမရှိဘူးနိုင်ငံသားသစ္စာပေါင်းရမှုလက်နက်ကိုင်ဖွဲ့စည်းနေတယ်အဲ့ဒါညှိနှိုးထားတာမရှိဘူးအဓိက အဲ့ဒါကဒီရယ်ရယ်ကျတော့ရှိတာပေါ့ဘယ်တော့ကောင်းကလေးမလေးကငယ်လေးတွေဝမ်းဝမ်းထိတ်ထိတ်ပြီးတော့ဒါကြောင့်တို့ဟိုပြည်နယ်လိုက်ကျန်ဗီဒီယိုချောပေါ်သွားနိုင်တဲ့ကျင်းနာပေါ့နော်အခုလောက်သူကအဲ့ဒီ education နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ Facebook တွေမှာအရင်တင်ထားတဲ့ဟာတွေပဲရှိပါတယ်ခုနောက်ပိုင်းကိုကျွန်တော်တို့ဒါတရားနေတော့လည်းကောင်းအကြီးကြီးတွေကနေအားလုံးကနေပြီးတော့ဒါကိုလူပိုတိုင်းလည်းဒါမလုပ်တော့ပါဘူး